အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ခင်ဗျာဒီကနေ့မေလ16ရက်နေ့ထူးခြားတဲ့သတင်းချို့အကောင့်တို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပရမဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းဒေသကြီးနထိုးကြီးစီမီကိုမြင်းကြံတောင်းတာအခြေအနေကိုတင်ပြပါမယ်လက်ရှိတော့အဲ့ဒီဒေသမှာကျွန်တော်တိုက်ပွဲတွေကဆက်ပြီးပြင်းထန်နေတယ်တိုက်ပွဲတွေဆက်ဖြစ်တာကမေလ15ရက်နေ့ကနေဆက်ဖြစ်တယ်မေလ15ရက်နေ့မှာစစ်သူကြောအုပ်စုတွေကနထိုးကြီးနယ်ပြီးရင်ကျွန်တော်နထိုးကြီးနယ်ရောမြို့ပေါ်ပြီးရင်ကျွန်တော်စီမီကို မြင်းကြံဒေသမြင်းကြံဒေသအောင်မြင်းကြံမြို့ရောပြီးရင်ကျွန်တော်တောင်သာမြို့တောင်သာဒေသစားတဲ့ဒီတကြောလုံးကိုတို့ဝင်ရောက်ပြီးတိုက်ခတ်ခဲ့ပေါ့အင်အားကကျွန်တော်အလုံးနဲ့ရင်းနဲ့တိုက်တယ်ဆငိုင်းနဲ့မနှက်ပိုင်းမှာတစ်ချိန်နဲ့တိုက်တယ်အင်အားအလုံးနဲ့တိုက်တယ်အဲ့ဒီဖြစ်စဉ်မှာဒီလာပါခါပါဗျလာပါခါကတော့ကျွန်တော်လေချောင်းပြစ်ကူနေတောက်လျှောက်ပေးတယ်ပြီးရင်တော့ကျွန်တော်တို့ဒါဒီစစ်ကူတွေ ပို့နိုင်မှုအတွက်ဒါတော်တော်လေးကိုဆောင်ရွက်ပေးခဲ့တာတွေ့ရတယ်။လက်ရှိတော့ကျွန်တော်တို့အချို့သောနေရာတွေမှာစက္ကန်းတွေကိုကျွန်တော်တို့အပြေးအဝပြန်ပြီးထိန်းချုပ်နိုင်သွားပြီ။အကြံပတ်သမားတွေတော့တောက်လျှောက်ရှင်းလင်းနေစေဖြစ်တယ်။သို့တော်လည်းပဲလက်ရှိကျွန်တော်တိုက်ပွဲဖြစ်နေတဲ့ပြင်းထန်နေတဲ့နေရာကတော့ကျွန်တော်တို့နထိုးကြီးပေါ့ဗျာ။နထိုးကြီးမြို့မှာတော့အကြံပတ်တွေကဒီကနေ့အာဒီကနေ့ကျွန်တော်တို့ဒီညနေပိုင်းဒီသတင်းရဆိုရင်အကြံပတ်သမားတွေကဒီမြို့ရဲ့မျိုးရဲ့ area တွေကနေပြီးတော့ area တွေမှာရှိနေအနည်းကြီးကနေကြားတယ်ပေါ့အဲ့နေအိမ်နေပြီးရင်ကျွန်တော်လမ်းကြားတွေကနေပြီးတော့နေရာယူပြီးတော့ ဒုံကျုံတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ဒီ drone နဲ့ဘုံကျဲတာတွေတင်းရပြီးကျရဲစခန်းကိုဘုံကျဲတာတွေထွေယုံကိုဘုံကျဲတာတောက်လျှောက်လုပ်နေတယ်အဲ့တော့ဆိုလိုတာကတော့နထိုးကြီးမြို့ဧရိယာထဲမှာအကြမ်းဖက်သမားတွေရှိနေတယ်အကြမ်းဖက်သမားတွေရှိနေတယ်နောက်တစ်ခါကျွန်တော်စီမီကုန်အဲ့တော့စီမီကုန်ကိုလည်းအကြမ်းဖက်သမားတွေအင်အားလုံးနဲ့ဝင်တိုက်တယ်ပြီးရင်ကျွန်တော်တို့တောင်သာတို့ဗျာတောင်သာတောင်သာနထိုးကြီးနယ်ဘောအဲ့တကြောအဲ့တကြောမှာရှိတဲ့ဒါဒါလုံကျုံကြီးတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေကတော့တော်တော်လေးကိုကျွန်တော်တို့ ြန်ပြီးတော့ပြုတ်ပြန်နိုင်ခဲ့တာတွေ့ရတယ်အကြမ်းဖက်သမားတွေကအင်အားလုံးကြီးနဲ့တိုက်တယ်ဒပိုင်းနဲ့တိုက်တယ်တိုးတော့လည်းအကြမ်းဖက်သမားတွေထိန်းချုပ်ခွင့်ရတဲ့နေရာတစ်ခုမှမရှိခဲ့ဘူးနေရာတစ်ခုမှမရှိခဲ့ပါဘူးအဲ့တော့အဲ့မှာရှိရကျွန်တော်ပြည်သူစစ်ပြည်သူစစ်ပြည်သူစစ်ခေါင်းဆောင်တွေဒါကျွန်တော်တို့များစွာဂုံပါတဲ့တနည်းအားဖြင့်တောင်သာမြို့နယ်ထဏောင်းကုန်းရွာစင်မီကုန်းမှာရှိတဲ့ဒီလုံချိုးတပ်ဖွဲ့ဝင်တွေပြီးရင်တော့ကျွန်တော်တို့ဒါနထိုးကြီးဒေသတကြောပြင်းကျွန်တော်တို့ဝက်လူနယ်မြေရဲစခန်းနောက်ထပ်ကတော့ကျွန်တော်တို့ဒါမြင်းကြံမြို့နယ်ကြောက်ပြုတ်တိုက်ပွဲပေါ့အကြမ်းဖက်သမားတွေကမြင်းကြံမြို့နယ်ကြောက်ပြုတ်ရွာကိုအင်အားလုံးနဲ့တိုက်တယ် ဒီနေရာမှာကျွန်တော်တို့ဖြစ်တာကဒီဒေါ်တိရာယူမောပြည်သူစစ်တပ်ဖွဲ့နဲ့ဒီအကြမ်းဖက်တွေဖြစ်တယ်ပေါ့ဗျာဒေါ်တိရာယူအပြင်ကျွန်တော်တို့တပ်မတော်စစ်ကြောင်းတွေရှိတာပေါ့တပ်ဝဲအကြမ်းဖက်တွေဒီတော်လေးတပ်ဝဲပြစ်ဒဏ်ခဲ့တယ်အဲ့ဒီမှာကျွန်တော်တို့ဒီဒေါ်တိရာယူမွင်ကဒေါ်တိရာယူမွင်ရဲ့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်အချို့ဒီ RPG အစမှန်ပြီးတော့ဒီတပ်ဖွဲ့ဝင်အချို့နိုင်ငံတို့အသက်ပေးခဲ့ရရှိတယ်အကြမ်းဖက်သမားတွေအလောင်းတွေလည်းများစွာရနေတယ်ဒီကနေ့ထိလည်းကျွန်တော်တို့ဒါနေမီတောက်လျှောက်ဆင်းလင်းမှုတွေတောက်လျှောက်ဆောင်ရွက်နေတယ်အဲ့တော့ဒီတိုက်ပွဲမှာအကြမ်းဖက်သမားတွေက စကိုင်းတိုင်းမကွေးတိုင်းမလေးတိုင်းတို့တိုင်းသုံးတိုင်းပေါင်းပြီးတော့တိုက်တာတိုင်းသုံးတိုင်းပေါင်းပြီးတော့နထိုးကြီးတောင်တာမြင်းကြံမလိုင်းစင်မီကုံငစုံပေါ့ဗျအဲ့တကြောတိုက်တာဘာကြောင့်တိုက်ရလဲဆိုရင်အဓိကကတော့တို့ဒီကြောက်ဆက်အလွင်မြေကိုထိုးပေါက်နိုင်ရေနောက်တစ်ခါကျတော့မန္တလေးမြို့ကိုထိုးပေါက်နိုင်ရေလက်ရှိအကြမ်းဖက်သမားတွေကမန္တလေးမြို့ကိုထိုးပေါက်နိုင်တဲ့လမ်းကြောင်းလေးခုရှိတယ်ပထမကတော့ကျွန်တော်တို့ဒီရှမ်းမြောက်ဒေသ ဲနောင်ချုံမြို့နယ်နဲ့ပြည်ုံလင်အဆက်အဲ့ဒီကနေပြီးတော့သူတို့မန္တလေးမြို့ကိုထုတ်ဖောက်ဖို့ကြိုးစားတယ်အဲ့ဒီမှာတော့သူတို့ရဲ့ဒီစစ်ဦးကျိုးပြီးတော့ဒါလုံချုံတပ်ဖွဲ့ဝင်ရဲ့ဒီစစ်ကြောင်းတွေကလက်ရှိနောင်ချုံမြို့အဒီကိုရောက်နေပြီနောင်ချုံမြို့အဒီကိုရောက်နေပြီအဲ့ဒီမှာကျွန်တော်တို့အဲ့ဒီစစ်မျက်နှာတစ်ခုနောက်တဲ့စစ်မျက်နှာတစ်ခုကတော့ဒီဘက်မန္တလေးဒေသကြီးပသိမ်ကြီးမြို့နယ်နဲ့ပသိမ်ကြီးမြို့နယ်နဲ့ဒီမရီယာနဲ့မရီယာနဲ့ဆက်သွယ်တဲ့လမ်းမိုက်နေပသိမ်ကြီးနဲ့မရီယာရဲ့ဒါမြို့နယ်ကြားအခြေအနေတွေပြီးတစ်ဖက်မှာတော့ကျွန်တော်တို့ဒါမရီယာ နဲ့ဆင်ခုတပိတ်ချင်းပေါ့တကြောပေါ့ဗျာအဲ့ဒီတကြောကိုသူတို့ထိုးပေါက်တယ်အဲ့ဒီထိုးပေါက်ရလမ်းကြောင်းကလေးဒီမန္တလေးမြို့ကိုဥတည်ပေါ်တဲ့သူထိုးပေါက်တာအဲ့ဒီမှာဆိုရင်လည်းပဲဒါလုံချုံတဖို့ဝင်တွေကဒီအခြေအနေကိုကျွန်တော်အကောင်းဆုံးပြန်ပြီးထိချုပ်နိုင်ခဲ့တယ်လက်ရှိလည်းဒီဒေသမှာဒီတပ်မတော်ကဒီနေမြေရှိလိမှုတွေတောက်လျှောက်လုပ်နေတယ်တနည်းအားဖြင့်အဲ့ဒီဒေသမှာတော့တပ်မတော်တွေထိုးစစ်ပါတပ်မတော်တွေထိုးစစ်ကကျွန်တော်တို့စတင်လာတာကတလားကျော်ခန့်ရှိသွားပြီဒါကြောင့်မလို့ပဲကျွန်တော်တို့ဒီဘက်အမေရိကတကြောမှာရှိတဲ့အရာဒီမြေကမ်းဘေးကအကြမ်းဖက်သမားတွေချစ်ကိုယူတဲ့နေရာတွေကိုတပ်မတော်ကရှင်းလင်းနိုင်ခဲ့တယ် လက်ရှိတော့ကျွန်တော်တို့ဒါမရီယာနဲ့ပသိညီအဆက်မှာရှိတဲ့နေမီတောက်ချောက်ရှင်းလင်းနေတယ်နောက်တစ်ခါတော့ကျွန်တော်တို့ဒါမရီယာနဲ့ပသိညီအဆက်မှာရှိတဲ့ FRB လက်မြေဆက်ယုံပြန်ပြီးတော့ဒီလက်ပတ်နိုင်မှုတို့အပြည့်အဝပြန်ထိချုပ်နိုင်မှုတို့ဒါနေမီစစ်ကြောင်းတွေကတောက်ချောက်ရှင်းလင်းမှုတွေလုပ်တယ်အဲ့ဒီကနေကျွန်တော်တို့အကြပ်ပတ်သမားတွေကစစ်မျက်နှာတစ်ခုနဲ့ထုတ်ပေါက်တယ်နောက်တဲ့စစ်မျက်နှာတစ်ခုနောက်တဲ့စစ်မျက်နှာတစ်ခုကတော့ကျွန်တော်မန္တလေးမြို့နဲ့အနီးဆုံးနေရာအနည်းဆုံးနေရာကတစ်ဖက်မှာမန္တလေးတိုင်းနဲ့စကိုင်းတိုင်းကိုစီးချထားတဲ့အရာဝရီမြစ်အရာဝရီမြစ်ရဲ့တစ်ဖက်ကမှကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးစကိုင်း စကိုင်းမြို့နယ်တစ်ဖက်ကကျမင်းကုန်းဒေသရှိတယ်။မင်းကုန်းဒေသရှိတယ်။မင်းကုန်းဒေသကမန္တလေးမြို့ရဲ့အနီးဆုံးနေရာ။အဲ့ဒီမင်းကုန်းဒေသကိုလည်းအကြမ်းဖက်သမားတွေကဒါသူတို့ခြေကုပ်ယူပြီးတော့မန္တလေးမြို့ကိုထိုးပေါက်ဖို့လုပ်တယ်ပြစ်ခတ်နိုင်မှုတို့အတွက်လုပ်တယ်။ပြီးခဲ့ရက်ကကျွန်တော်တိုက်ပွဲတွေပြင်းထန်ဖြစ်ခဲ့တယ်။လက်ရှိတော့ဒီတပ်မတော်ကဒါထိပြန်ပြီးထိနိုင်ခဲ့တယ်။ပြန်ထိနိုင်တယ်ဆိုတော့လည်းဒီဒေသမှာအကြမ်းဖက်သမားတွေကသူ့နေရာတွေသူရှိနေရှိနေသေးပါ ရှိနေသားစေလည်းဖြစ်ပါတယ်။အကြမ်းဖက်သမားတွေနောက်ကိုကျွန်တော်တို့ဒါထီထီမိမိရောက်သွားအောင်တော့ကျွန်တော်ရှင်းလင်းနိုင်ခဲ့တဲ့အခြေအနေတော့မဟုတ်သေးဘူး။အဲ့ဒီတကြောကိုတော့ကျွန်တော်တို့ဒါပြန်ပြီးထိချုပ်နိုင်ခဲ့တယ်။ရခင်ကားဆိုရင်အကြမ်းဖက်သမားတွေကဒါကျွန်တော်တို့မင်းကုန်းနဲ့မန္တလေးကြားပေါ့ဗျာမန္တလေးကြားတနည်းကမရိယာကြားပေါ့မရိယာကြားမှာရှိတဲ့ဒီရေလက်ကျွန်းဒေသရေလက်ကျွန်းဒေသမှာခြေကုပ်ယူပြီးတော့မန္တလေးမြို့ရဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာအနေထားတွေရှိခဲ့တယ်။လက်ရှိတော့ကျွန်တော်တို့ဒါမင်းကုန်းဒေသကိုတပ်မတော်ကပြန်ပြီးတော့ထိချုပ်နိုင်ခဲ့တယ်။နောက်တဲ့ဆင့်မနာတစ်ခု နောက်ထပ်ဆင်းပြနာတစ်ခုကတော့ကျွန်တော်ရှေ့ရတင်ပြခဲ့တဲ့နထိုးကြီးတောင်တာမြင်းကျန်မလိုင်းငဇွန်ဆင်းပြီးကုန်ပေါ့အဲ့ဒီဒေသကိုသူထိန်းချုပ်နိုင်တဲ့ဆင်းပြနာဖွင့်တာလက်ရှိအကြမ်းဖက်သမားတွေကမန္တလေးမြို့ကိုတိုက်ခိုက်နေဖို့တဲ့ဆင်းပြနာ၄ခုဖွင့်လာတယ်ဆင်းပြနာ၄ခုမှာဆိုရင်ဒီတပ်မတော်ကဆင်းပြနာ၃ခုကိုအကောင်းဆုံးပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တယ်လက်ရှိဒီမန္တလေးတိုင်းမန္တလေးတိုင်းမှာဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့မြင်းကျန်တောင်တာနထိုးကြီးမလိုင်းငဇွန်ပေါ့ဗျအဲ့ဒီဒေသကိုလည်းတပ်မတော်ကပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်လက်ရှိကျွန်တော်တို့နေပြည်တော်ရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ် သို့တော်လည်းပဲတိုက်ပွဲတွေကပြင်းထန်နေစေဖြစ်တယ်တိုက်ပွဲတွေကတော်တော်ကြီးကိုပြင်းထန်ပါတယ်အဲ့ဒီတိုက်ပွဲမှာဆိုရင်ဒါပြည်သူစစ်တပ်ဖွဲ့ဝင်တွေတော်တော်လေးကိုလက်တံပြောင်ပါတယ်ပြီးတချို့သောနေရာတွေမှာဆိုပြည်သူစစ်တပ်ဖွဲ့ဝင်တွေအင်အားကကျွန်တော်တို့အယောက်30ပတ်လည်းပဲရှိပါတယ်အကြမ်းဖက်သမားတွေကယာနဲ့ချီတိုက်ပါတယ်သို့တော်လည်းပဲအဲ့မှာရှိတဲ့ကျွန်တော်တို့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်တွေကလုံးဝလက်နဲ့မချပါဘူးထိခိုက်မှုတွေလည်းမရှိပါဘူးကျွန်တော်ဒီကနေ့ဒါဖုန်းဆက်သွယ်ရပါတယ်ထို့သူပါပဲကျွန်တော်တို့ဒီအခြားသောမြင်းကြံတောင်းတာမလိုက်အဲ့ဒီတကြောမှလည်းထုံနီးတူပါပဲကျွန်တော်တို့အတိမတ်ပြပါတယ်ကျွန်တော်တို့ဂုံယူပါတယ် အကြံပတ်သမားတွေကဒီ area ကိုထိန်းချိုးခွင့်ရဖို့အတွက်တိုင်းသုံးတိုင်းပေါင်းပြီးတော့တိုက်ပါတယ်။အဲ့တော့ဗျာခင်ဗျားတို့မျက်လုံးနဲ့မြင်အောင်ကြည့်လိုက်ပါ။ EAR မြင်းနဲ့ဆက်နေတဲ့နေရာတွေကတစ်ဖက်မှာကျွန်တော်တို့မြင်းကြံအမြင်းကြံလည်းဆက်တယ်၊စီမီကုံလည်းရှိဆက်တယ်၊ငဇွန်ငဇွန်လည်းဆက်ပါတယ်။အဲ့ဒီမျိုးတွေအားလုံးက EAR မြင်းရဲ့ကန်နာမှာပဲတည်ရှိပါတယ်။တကယ်ကိုကျွန်တော်တို့စေရရမဟာပြူကကြတယ်တဖက်မှာဒီမျိုးနယ်တွေဆက်ဆက်တာကတဖက်မှာကျွန်တော်တရုံနယ်ရှိတယ်တဖက်မှာတော့ကျွန်တော်တို့ဒီကြောက်ဆယ်လွင်မြင်ရှိတယ်စေရရတကယ်ကိုအေးပါတဲ့နေရာကလည်းသူစစ်မြေနာတကြောင်းနဲ့ထိုးပေါက်တာလက်ရှိတိုက်ပွဲတွေကကျွန်တော်တို့ပြင်းထန်နေကြဖြစ်တယ် ပြင်းထန်စေဖြစ်တယ်တိုက်ပွဲရွေးချက်ကဘာလဲဆိုရင်မန္တလေးမြို့ကိုထိုးပေါက်နိုင်မှုအတွက်အကြံပတ်သမားတွေကပထမမူလကမန္တလေးမြို့ကိုထိုးပေါက်နိုင်မှုအတွက်စစ်ကြောင်း၃ကြောင်းနဲ့စစ်စစ်မျက်နှာ၃ခုနဲ့ကျွန်တော်တို့တဘက်ကအဲရှမ်းမြောက်ဒေသနောင်ချိုနဲ့တဘက်ကကျွန်တော်တို့ပြုံးလွင်အဆက်ကလည်းထိုးပေါက်တယ်တဘက်ကကျွန်တော်တို့ပသိမ်ကြီးအပဒင်းကြီးမတရားဘက်ကလည်းထိုးပေါက်တယ်တဖက်ကတော့ကျွန်တော်တို့မင်းကုန်းဘက်ကလည်းထိုးပေါက်တယ်လက်ရှိကျွန်တော်အစ်စ်တချောင်းကတော့တဖက်ကျွန်တော်တောင်းတာမြင်းကြံမလိုက်ဘက်ကလည်းထိုးပေါက်တယ်တိုက်ပွဲတွေကတော့ကျွန်တော်လေးတော်တော်လေးပြင်းထန်တယ်အဲ့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီအကြပ်ဘက်သမားတွေအလောင်းတွေရောပြီးရင်ကျွန်တော်တို့ဒီ အကြပ်ဖတ်သမားတွေရဲ့ဒီအရှင်ပေါ့ဒိုင်ယာနဲ့အရှင်ဖန်စီရမိတာတွေရှိတယ်။ဖန်စီရမိတဲ့အခါမှာဒီအဖွဲ့တွေဘယ်ကနေလာလဲဆိုရင်သူတို့က KIA မှာ KIA ရဲ့လက်အောက်မှာသူတို့ဒီတန်တန်းဆင်းတယ်ပြီးရင် KIA နဲ့သူတို့ဒီစကိုင်းတိုင်းဒေသကြီးပြီးရင်ကျွန်တော်တို့ဒီကချင်ပြည်နယ်ဘက်မှာ KIA နဲ့အတူတိုက်ပွဲဝင်တယ်တိုက်ပွဲဝင်ပြီးတဲ့နောက်ပိုင်းမှာ KIA KIA ထံကနေသူလက်နက်တွေယူလာလက်နက်ခဲတွေတဲလာပြီးတော့ဒီဒေသမှာသူတို့စီးရဲကောင်တွေဖော်တယ်စီးရဲကောင်တွေဖော်ပါတယ် လက်ရှိတော့ကျွန်တော်တို့တိုက်တိုက်ပွဲတွေပြင်ထနေတယ်အဲ့တော့တိုက်ပွဲတွေကကျွန်တော်တို့တော်လေးပြင်ထပါတယ်သူတို့ရဲ့ရွေချက်ကတော့အဲ့ဒါပါပဲရွေချက်ကတော့မန္တလေးမြို့ကိုသူတို့စစ်မျက်နှာတစ်ခုထပ်ဖွင့်တာပါစစ်မျက်နှာတစ်ခုထပ်ဖွင့်တယ်ဒီစစ်မျက်နှာကတော့ဒါတတော်ကြီးကိုကျွန်တော်တိုက်ပွဲပြင်ထတယ်အဲ့တော့အကြမ်းဖက်သမားတွေကတော့ကျွန်မမသေးမရှင်းတိုက်နေမှာပဲအဲ့တော့ဒီတပ်မတော်ကလည်းဒီအကြမ်းဖက်သမားတွေရှိနေမြရှင်းပါပဲအဲ့တော့တချို့ကပြောတယ်အာဒီဒီဒီတပ်မတော်နဲ့ဒီအကြမ်းဖက်တွေကြားထဲမှာပြည်သူလူထုကမြေစာပြင်ဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ ကျွမ်းတကောင်ကြားထဲမှာမြေစာပေနဲ့နင်းချွေခမ်းတယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီလိုမျိုးလေးပြောပါတယ်ဒါကလည်းမမှန်ဘူးလားဆိုမှန်ပါတယ်မှန်ပါတယ်သို့တော်လည်းပဲဒီမြေစာပေနဲ့အနေနဲ့တနည်းအားဖြင့်ကျွန်တော်ပြည်သူလူထုအနေနဲ့ဒီမြေစာပေနှစ်ခုကြားမှာဂျားညက်မခံရဖို့အတွက်ဂျားညက်မခံရဖို့အတွက်မြို့မှာရှိတဲ့မြို့ကိုကျွန်တော်တို့ဒီလာပြီးခုတ်လုံလို့ရတယ်လာပြီးခုတ်လုံကျွန်တော်လုံချုံရေးတပ်ဖွဲ့ဝင်တွေကတနည်းအားဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ကကျွန်တော်တို့ဒီပံ့ပိုးတာတွေလုပ်ပါလိမ့်မယ် ဒါကြောင့်ကျွန်တော်တို့ဒီအကြမ်းဖက်သမားတွေရဲ့ area မှာရှိနေတဲ့ပြည်သူလူထုအနေနဲ့ခင်ဗျားတို့ပြောသလိုကျွဲနှကောင်ကြားထဲမှာကျွန်တော်တို့တို့ကမြေစာပင်ဖြစ်ရပါတယ်ဆိုရင်မြေစာပင်မဖြစ်ဖို့အတွက်ကျွဲနှကောင်ရဲ့ခတ်မှုတွေမှာနင်းချိုးခြင်းမခံရဖို့အတွက်ထိမိကိမှုမရှိဖို့အတွက်ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ဒီမျိုးပေါ်လာပြီးတော့လာပြီးတော့ကျွန်တော်တို့စစ်ရှောင်အနေနဲ့လာခဲ့ကြပါလာခဲ့ကြပါကျွန်တော်အဲ့မှာကျွန်တော်လာတဲ့လူတွေကိုဒီမြို့နယ်လိုက်တပ်ဆိုင်ရာဒီစီမံအဖွဲ့တွေကနေပြီးတော့ဒါချိတ်ဆက်ပြီးတော့တိုင်းရိုင်းအစိုးရအဖွဲ့ကနေပြီးတော့ကျွန်တော်တို့ဒါအစာရေးကနေပံ့ပိုးတာဆောင်ရွက်ပေးပါလိမ့်မယ်ဆောင်ရွက်ပေးပါလိမ့်မယ် ဒါကြောင့်ကျွန်တော်တို့ဒီမြေစားပင်မဖြစ်ဖို့အတွက်မြို့ကိုတက်လာခဲ့ကြပါအခုဒီစစ်သွေးကြွတွေကကျွန်တော်လူရိတ်ခိုပြီးတော့လူလူကိုတိုက်နေတာလူရိတ်ခိုပြီးတော့လူလူကိုတိုက်နေတာခင်ဗျားတို့ဗျာအရင်ကကျွန်တော်တို့ပြောပြပါလိမ့်မယ်ကျွန်တော်တို့လည်းကြီးလက်ကနေကြီးပြင်းလာတဲ့လူပါကျွန်တော်တို့လည်းခင်ဗျားတို့လိုရွာသားတွေပါကြီးလက်ကနေကြီးပြင်းလာခဲ့တဲ့သူပါကျွန်တော်နေတဲ့ရွာနဲ့ဘေးမှာရှိတဲ့ရွာတွေအားလုံးကကျွန်တော်ရွှေမျိုးတွေကြီးပဲဒီရွာကအမျိုးသားကဘေးရွာကအမျိုးသမီးနဲ့အိမ်တော်ကြတယ်ကျွန်တော်တို့ဒီရွာက အမျိုးသားကအခြားရွာကအမျိုးသမီးအိမ်တော်ကြတယ်ဒီဘက်ရွာအမျိုးသမီးဟိုဘက်ရွာယူတယ်ဟိုဘက်ရွာအမျိုးသားကိုဒီဘက်အမျိုးသမီးကယူတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ဒီချင်းလက်ဓလေ့ကိုကျွန်တော်တို့ဖွဲ့စည်းထားတာလက်ရှိတော့ဗျာခင်ဗျားတို့ကအန်ဒီထောက်ခံလို့အဲကြက်ခံရေးထောက်ခံလို့ဆိုပြီးတော့အချင်းချင်းတွေတက်နေကြတာခင်ဗျားတို့တက်နေကြတာဒဇိမ့်နေမဟုတ်ဘူးခင်ဗျားတို့လက်နက်ကင်ပြီးဒလန်လို့ဆွဆွဲပြီးတက်နေတာဒဇိမ့်နေမဟုတ်ဘူးတချင်ကခင်ဗျားတို့ကျွန်တော်တို့ရက်ရွာဒေတာဖွင့်ပေးရေးတွေဆောင်ရွက်ခဲ့တဲ့ကျွန်တော်တို့တိုင်းချစ်ပြည်ရှိပုံပုံတွေပဲခင်ဗျားတို့တိုင်းပြည်ချစ်သလိုပဲ ဒလန်တို့ဆွဆွဲခံနေပြည်သူတွေတိုင်းပြည်ချစ်တယ်ဗျခင်ဗျားတို့တိုင်းပြည်ချစ်တာလားခင်ဗျားတို့တိုင်းပြည်ဖြတ်တာလားဆိုတာခင်ဗျားတို့သိဖို့လိုတယ်ခင်ဗျားတို့ဘသူသားတမတ်ကိုင်ကြလဲခင်ဗျားတို့တကယ်တိုင်းပြည်ချစ်လားတကယ်တိုင်းပြည်ချစ်တယ်ဆိုရင်ခင်ဗျားတို့ဒေသအလိုက်လက်နက်တွေစွန့်ပြီးတော့ကျွန်တော်တို့ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေထံချိတ်ဆက်ပြီးတော့ခင်ဗျားတို့ဆောင်ရွက်ကြပါလက်နက်တွေစွန့်ပါခင်ဗျားတို့ဒေသကိုခင်ဗျားတို့တကယ်တိုးတက်ချင်လားတကယ်တည်ငြိမ်ချင်လားခင်ဗျားတို့ဒေသမှာရှိတဲ့လူငယ်လူရွယ်တွေတကယ်ပဲပညာတတ်တွေဖြစ်ချင်လားခင်ဗျားတို့ကြည်ဝါးတကယ်ပဲဖွံ့ဖြိုးချင်လားတွဲပါတယ်ခင်ဗျားတို့ကိုယ်တိုင် တတ်ဆိုင်ရကျွန်တော်တို့ဒီလုံချိုးတစ်ဖက်ဝင်နဲ့ချိန်ဆက်ပြီးလက်နက်တွေအပ်ကြပါအပ်ပြီးတော့ကိုယ့်ဒေသကိုဖွံ့ဖြိုးလှုပ်ကြပါခင်ဗျားတို့အလင်းဝင်ပါခင်ဗျားတို့အသက်ကိုကျွန်တော်အာမခံတယ်ဒါကျွန်တော်တို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုချစ်လို့အာမခံတယ်ခင်ဗျားတို့အလင်းဝင်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ချိန်ဆက်ပြီးဆောင်ရပေးမယ်ဒါကကျွန်တော်တို့လုံရမယ်အလုပ်တော့မဟုတ်ဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒီနိုင်ငံအတွက်ကျွန်တော်တို့လုံတဲ့လုံတိုက်ကြအောင်ကျွန်တော်ဝင်ပါတာခင်ဗျားတို့စဉ်းစားကြည့်ပါရခိုင်ကခင်ဗျားတို့စာတင်ကြောင်းတစ်ကြောင်းဖြစ်ဖို့အတွက်ဒီရောက်မှရှိတဲ့ရမီရပါးတွေဥဆောင်နေ ရွာသူရွာသူရွာသားတွေအားနဲ့ပဲကျွန်တော်စာသင်ကျောင်းတွေဆောက်ခဲ့ကြတယ်ဖုံကျောင်းတွေဆောက်ခဲ့ကြတယ်ခင်ဗျားတို့တက်ခဲ့တဲ့ကြောင်းခင်ဗျားတို့တက်ခဲ့ကြတဲ့ကြောင်းခင်ဗျားတို့ကိုယ်တိုင်စက္ကန်းတွေလုပ်တယ်မိုင်းတွေလုပ်တယ်ပညာကလင်းငယ်တွေပညာမသင်ကြဘူးခင်ဗျားတို့လုပ်ခဲ့တယ်ဖုံကျောင်းတွေအဲ့ဒီဖုံကျောင်းမှာရှိတဲ့ဆရာတော်တွေခင်ဗျားတို့ကိုသင်ကန်းစီပေးခဲ့တာသင်ကန်းစီပေးခဲ့တဲ့ဖုံကြီးကိုခင်ဗျားတို့ဒလန်ဆိုပြီးဆွဆွဲတယ်တတ်တယ်ခင်ဗျားတို့တိုင်းပြည်တကယ်ချစ်နေတာပေါ့ဘူးဗျခင်ဗျားတို့တိုင်းပြည်ကိုဖျက်ဆီးနေတာခင်ဗျားတို့တိုင်းပြည်ဖျက်ဆီးနေတာအဲ့တော့ခင်ဗျားတို့စဉ်းစားမှာခင်ဗျားတို့ဆက်တိုင်းမှာတိုင်းရင်ဆက်တိုင်းပဲ ရှင်းရှင်းလေးပဲခင်ဗျားတို့ဆက်တိုက်မလားတိုက်မယ်လေဘာဖြစ်လဲဆက်တိုက်မယ်လို့တိုက်မယ်ယောက်ျားတွေပြတိုက်မှာပဲဒီတက်မတော်ကတော့ခင်ဗျားရန်သူရှင်းနေရှင်းပါပဲဒါတက်မတော်ရေမူပါတာပဲတက်မတော်သဘောထားပဲသဘောထားပဲဗျရှင်းပါပဲခင်ဗျားတို့ရှင်းနေအောင်တက်မတော်ကလိုအပ်တဲ့စစ်စင်ကိုလိုအပ်သလိုလုပ်နေမှာပဲတကယ်တော့ခင်ဗျားတို့လက်ရှိဖြစ်နေတာကနောက်ဆုံးအခြေအနေပဲခင်ဗျားတို့ဒီစားရတယ်ခင်ဗျားတို့ပို့စရာအကြောင်းမရှိဘူးဒါခင်ဗျားတို့ရဲ့နောက်ဆုံးခင်ဗျားတို့ရဲ့လုံနိုင်စွာကလက်ရှိအခြေအနေကဒါအမြင်ဆုံးအခြေအနေပဲတဖြည်းဖြည်းခင်ဗျားတို့ကြာပါကြာလာပါလိမ့်မယ်လက်ရှိလက်ခင်ဗျားရှမ်းမြောက်ဒေသမှာတဖြည်းဖြည်းကြာလာပြီခင်ဗျားလက်ရှိဗမော်ဘာမှမဖြစ်ဘူးလေ အေးစေးပါပဲဒါခင်ဗျားတို့လုံးနိုင်စွာအကုန်ပဲခင်ဗျားတို့အဲ့ဒါအသက်ရှင်နေတယ်ခင်ဗျားတို့လူဘဝမှာလူလိုသူလိုနေနေတယ်လူနဲ့သူနဲ့သူအောင်နေနေတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့လက်နဲ့တွေဆုံးပါလက်နဲ့တွေဆုံးဖို့လိုတယ်အဲ့ဒီလိုမှမဟုတ်ခင်ဗျားတို့ဘဝတွေချိန်မုန်းခံရမယ်ချိန်မုန်းခြင်းခံရလိမ့်မယ်ခင်ဗျားတို့နေနေတဲ့နေရာကထိုင်းမြန်မာနေစားမဟုတ်တရုတ်မြန်မာနေစားမဟုတ်ဘူးအိန္ဒိယမြန်မာနေစားမဟုတ်ဘူးဗျခင်ဗျားတို့နေတဲ့နေရာကမြေပြန့်ဒေသမြေလက်ဒေသဘိုးအစိုးရရဲ့အာဏာဇက်အပြင်းထန်ဆုံးရှိတဲ့နေရာတွေခင်ဗျားတို့သိရမှာခင်ဗျားတို့ချိန်မုန်းခြင်းခံရမယ် ချိန်မုံတဲ့အခါမှာခင်ဗျားတို့တဖြည်းဖြည်းတင်းသက်တယ်လို့ချိန်မုံညှက်ခံမယ်ဒပရီတော့ဗျာခင်ဗျားတို့ရှိသမျှအင်အား900 300 300 300ဆိုဒပရီတော့ခင်ဗျားတို့အပြက်ရှင်းနိုင်မှာမဟုတ်ဘူးဘာပြက်နေတာဟုတ်တော့လည်းပဲတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်အဲ့တော့ရှင်းပါလေခင်ဗျားတို့ဆက်တိုက်မလားဆက်တိုက်တိုက်မယ်လေတိုက်မယ်ဘာဖြစ်လဲခင်ဗျလက်နက်ကင်နေတွေတိုက်ရမှာဒါခင်ဗျားလည်းတိုက်ရမှာပဲလေခင်ဗျာဒါတပ်ပြောတော့ခင်ဗျာအကြမ်းဖက်သမားရှင်းပါပဲ နံပါတ်၁ချက်ခင်ဗျားတို့မြေစာပေမဖြစ်ရှင်ပြည်သူလူထုအနေနဲ့ကျွမ်းတကောင်ကြားထဲမှာမြေစာပေမဖြစ်မခန့်ခြင်းခင်ဗျားတို့အနေနဲ့ဒါမျိုးပြဒေသကိုလာပြီးတော့ဆစ်ဆောင်ကြပါလက်ရှိပြခင်ဗျားတို့ဒီပြည်သူလူထုဒလန်လို့ဆွဆွဲခံရတဲ့မိသားစုတွေအပြီးတော့ဒီဘက်မှာကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေအသားသမီးမိသားစုဝင်တွေပေါ့ဗျာသူတို့အတိုင်းဝိုင်းတွေအသက်ခံတယ်အသက်ခံတဲ့ကောင်မှသူတို့ကြောက်လိုက်မျိုးပေါ်လာဆောင်ကြတယ်သူတို့ရှင်းတယ်လို့ရတယ်ရှင်းတယ်လို့ရတယ်ဒါကြောင့်ဒီအကြမ်းဖက်သမားတွေရဲ့အုတ်ချုံမှုတနည်းအားဖြင့်အကြမ်းဖက်သမားတွေရဲ့တဏ္ဍမိုးပြီးတော့ခင်ဗျားတို့အုတ်ချုံနေတဲ့နေရာမှာ အုပ်ချုပ်နေတဲ့နေရာမှာရှိပြည်သူလူအနေနဲ့ရအောင်ထွက်ပါရအောင်ထွက်မြို့မှာကျွန်တော်တို့ချိတ်ဆက်ပြီးဆောင်ပေးပါလိမ့်မယ်ကျွန်တော်တို့စိတ်ကျွန်တော်တို့နိုင်တဲ့နေရာကြီးကျွန်တော်ကူညီပေးပါမယ်ဒါကကျွန်တော်တိုင်းပြည်ကိုချေလို့လုပ်တဲ့အလုပ်တွေပါခင်ဗျားတို့ဒီကျွဲနှကောင်ကြားထဲမှာခင်ဗျားတို့ပြောတဲ့ကျွဲနှကောင်ကြားထဲမှာခင်ဗျားတို့ဘဝတွေမပြတ်စည်းစေချင်ပါဘူးမထိခိုက်စေချင်ပါဘူးတမတော်ရှင်းပါလေလိုအပ်တဲ့အချိန်ဒီမှာလိုအပ်တဲ့စစ်စစ်ကိုဆောင်ပါဒါအချိန်တွေတခုပါဒါတိကျတဲ့အချိန်တွေပါပဲဆက်ရှင်းပါလိမ့်မယ်ပုံစံမျိုးစုံနဲ့ဆက်ရှင်းပါလိမ့်မယ်